Willy stops the train ဒီတစ်ခါဦးကောက်ဖတ်ပြမယ် story လေးရတော့ Willy stops the train ဖြစ်ပါတယ် This is Apertree Farm Apertree Farm ရတယ်နော် This is Mrs Boot the farmer ဒီဦးရင်ချမ်းကြီးမှာဦးရင်ချမ်းထဲမှာတောင်ရံလုပ်တဲ့တောင်သွီး Mrs Boot ရှိတယ် She has two children called Poppy and Sam an adult called Rusty သူကလေးရဲ့နာမည်ကမမပေါပီနဲ့ Sam လို့ဖြစ်တယ်တဲ့သူတို့စီမှာအချစ်တော်ခွေးလေး Rusty လည်းရှိတယ်နော် Rusty ဆိုတဲ့အတိုင်းပဲသူ့အယောင်အသားအယောင်လေးကညိုညိုလေးဟုတ်ပြီလားကဲ now the page ကတော့ this is ted ဒါကတော့ဦးဦး ted ပါတဲ့နော် he drives the tractor and helps mrs boot on the farm နဲ့သူပါတဲ့ channel မှာရှိတယ်။ထွန်ဆက်တွေကိုလည်းမောင်းနေတဲ့တခြားလူတွေကိုလည်းကူညီပြီးလှုပ်ကင်နေဦးထက်ပေါ်တဲ့။ He waves and shouts to Mrs. Poot. သူကတဲ့ Mrs. Poot ကိုတဲ့တခုခုလှမ်းပြောလိုက်တယ်တဲ့။လက်လဲပြပြီးတော့တဲ့နော်။အဲ့တော့ Mrs. Poot ကလှဲ့ကြည့်တယ်။သူတို့လှုပ်ရင်းကင်နေပါဖြစ်လို့လည်းမသိဘူးနော်။ what's the matter ted mrs food ကဘာဖြစ်လို့လဲ ted ကြီးတဲ့ဆိုတာလမ်းမေးတယ် the train is in trouble i think it is stuck that i can hear the whistling and whistling says ted ted ကားတယ်သူတို့ဒီနားတယ်သူတို့သူတို့ရရွာလေးရတဲ့ယထားလေးရတခုခုဖြစ်နေတယ်ယထားတော့ဒုက္ခဖြစ်နေတာမသိဘူးတဲ့သူကရက်နေတယ်တဲ့ နော်သူထင်တာတဲ့ဘာဖြစ်လဲဆိုရယထားရဲ့ယထားရဲ့ whistle ဆွဲတန်လေးကြားနေရတယ်တဲ့ယထား whistling whistling ပေါ့နော်အဲ့တန်လေးကြားနေရတယ်တဲ့ we will go and look တဲ့အားတို့တွေတွားကြည့်အောင်တဲ့သူကပြောတယ်နော် poppy sam can come too တဲ့ says mrs boot poppy နဲ့ sam နဲ့ like ခဲ့လေးတဲ့သူကသူ့မိမေကခေါ်ဝါးဒီတကားတော့နော် and rusty ဆံကထုံးစံတိုင်းသူ့ရဲ့ border rusty ဝါခေါ်ပါတယ်เนาะ they walk across the fields သူတို့တွေတောင်ကုန်းတွေဟိုတဲ့ဖြတ်ကျော်ပြီးတော့တဖြည်းဖြည်းချင်းရှောက်သွားတယ်တဲ့မိရထားအတန်ကြားတဲ့ဘက်လေးကိုရှောက်သွားတာပေါ့เนาะအဲ့လိုမျိုးတောင်ကုန်းတွေကနေတိုင်းမဟုတ်အများကြီးပဲเนาะ soon they come to the train track တဲ့ခဏနေကြတော့တဲ့သူတို့တွေတဲ့ယထာလမ်းရှိတဲ့စီကိုရောက်လာတယ်တဲ့အမှဘာတွေ့လဲဆိုတော့ they can just see the old steam train သူတို့တွေလှမ်းပြီးတော့တွေ့လိုက်တယ်တဲ့ old steam train နဲ့ရေနွေးငွေရထားဟောင်းကြီးတဲ့ဟိုးအဝေးမှာရက်နေတာကိုတွေ့တယ်တဲ့ it has stopped but it is still puffing and whistling တဲ့ခုံမောင်းနဲ့ဆက်တော်နိုးနေတယ်တဲ့ဒါပေမဲ့တဲ့ရက်နေတာကိုတွေ့တယ်တဲ့သူတို့တွေကဒီနားလေးကလမ်းတွေ့တယ်တဲ့အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ look at those sheep တဲ့ ကြည့်ပါအောင်နဲ့ဟိုမှာတဲ့ပိုးတအုပ်ပါလားတဲ့ရထားလမ်းပေါ်မှာနေနေကြတယ်တဲ့ they are on the track တဲ့ poppy ပြောလိုက်တယ်မမ poppy ကသူတို့တွေရထားလမ်းပေါ်မှာဘာလုပ်နေကြတာလဲမသိဘူးတဲ့ that's why the train has stopped တဲ့ silly sheep တဲ့ says sam နဲ့ sam ကပြန်ပြေတယ်တဲ့အော်တဲ့သူတို့ရှိနေလို့တဲ့ယထာကဆက်ပြီးတော့မသွားနိုင်တာလေတဲ့နော်ဆန်ကဝင်းပြေးလိုက်တယ် အဲ့လိုမျိုးဒိုးရီကလည်းကြောင်တောင်တောင်နဲ့ဒီဘက်ကိုလမ်းကြည့်နေအဲဒီမှာလောက်တော့မယ် is that the naughty woolly တဲ့ဝူလီတို့အဖွဲပဲမဟုတ်လားတဲ့ကဲတော်တော် naughty ဖြစ်တယ်နော်တဲ့သူကနော်ခက်ဆူဆူရှုပ်ရှုပ်လေးပေါ့နော် she's escaped from her field again says poppy သူတို့ကိုတဲ့ subject ဝန်ဝိုင်းလေးမှာထားထားနေရတယ်လွတ်သွားပြန်ပြီနဲ့တူတယ်တဲ့ she wanted to see the steam train တဲ့ ဆမ်ကဝဝင်ပြေတယ်နော်မမပေါ်ပြပြောတာတူတဲ့ဒီရင်နှွေးငွေယထာသံလေးကြတော့တယ်မြင်ဘူးကျင်လို့ဖြစ်မှာပုံမမရေးတယ်သူအဲ့လိုမျိုးလမ်းပြောတယ်နော်အဲအဲ့ဒါနဲ့ not to page ကြတော့ we must move them နဲ့ငါတို့တွေသူတို့ကိုရွှေ့ရမယ်တဲ့ဖယ်ခိုင်းရမယ်တဲ့ you can help me တဲ့ says mrs boot got it come on rusty တဲ့ says sam နဲ့ rusty တဲ့မင်းတို့ငါတို့ကိုကြီးနိုင်တော့မှာပဲတဲ့ they walk up to the sheep တဲ့သူတို့တွေတဲ့ sheep တွေရှိတဲ့စီကိုလမ်းလျှောက်တက်သွားရင်းနဲ့ပြောတယ်တဲ့အမ rusty ကလည်းပြေးသွားလိုက်တယ်တဲ့နော် rusty လေးကသူတို့ channel မှာနေတော့ဒီသိုးတွေနဲ့လည်းယဉ်နီးပြီးသားသူတို့တရိတ်ဆန်ချင်းချင်းလည်းသူက communicate ပေါ့နော်ဆက်သွယ်စကားပြောတတ်တဲ့နေတူတယ် rusty လေးပြေးသွားလိုက်တယ် how can we get them home နဲ့သူတို့ကိုတလောက်များတဲ့ sheep တွေတဲ့ဂုံဆောင်မော်ယူငါတို့ဘလို့လို့တင်နိုင်မလဲတဲ့သူကပြောကြရနော် we can't get them up the bank တဲ့ဟုတ်တယ်တဲ့ဒီဒီတာယိုးဆောင်ကြီးဂုံဆောင်ကြီးပေါ်တော့ငါတို့မတင်နိုင်ဘူးတဲ့ tax ကလည်းပြောတယ်တဲ့ we will put them on the train နဲ့ said mrs boot ငါတို့တွေတဲ့ mrs boot ကပြောတယ်နော်ငါတို့တွေတဲ့ဒီတိုးတွေကိုတဲ့ မတက်နိုင်ဘူးတဲ့ယထာဘောပဲတင်ကြရအောင်တဲ့သူကပြောရတယ်နော်ခမောင်ဘူးလီးတဲ့ဘာလို့လဲဒီယထာလေးကလေသူတို့ရဲ့ရွာယထာလေးဆိုတော့သူတို့ကဒါတယောက်နဲ့တယောက်အကုန်လုံးတိပြီးသားမိတ်ဆွေတင်ငယ်ချင်းနဲ့ဖြစ်နေကြပြီသူတို့ကနော် they drive the sheep down the track to the train သူတို့တွေတဲ့ sheep တွေကိုဖြည်းဖြည်းချင်းမောင်းသွားတယ်တဲ့။လာယထာဘက်ကိုသွားမယ်ယထာဘက်ကိုသွားမယ်ဆိုပြီးတော့မောင်းသွားကြတာတဲ့နော်။အော် Ted က မစ္စစ်ဘူတ်ကိုဖော်ပြီးတော့ဆမ်ငေါ်မောင်းနေဒါမဲ့တဲ့ဆမ်ကလှဲ့ကြည့်နေလားဘာဖြစ်လဲဆိုတော့သူတိပါပြီ Wooly runs away but Rusty chases her back တဲ့ Wooly လေ naughty Wooly ကအဲ့အုပ်စုနဲ့မလိုက်သွားဘူး तू ကတကောင်နဲ့ तू ကကြည်ကြောင် तू ကကြည်ကြောင်တော့မဟုတ် तू က naughty ဆော့ကျင်နေသေးတဲ့သဘော तू ကအဲ့အုပ်စုနဲ့မလိုက်ပဲတကောင်နဲ့หนีပြီးဟိုပြေးတီးပြေးလို့တဲ့အဲ့ချိန်မှာတဲ့ rusty လေးကဦးလီကိုပြောနေဟောင်ပြီးတော့ဖြစ်မလားအေးမလုံးနဲ့မလုံးနဲ့ကိုဖွဲနဲ့ကိုပြန်သွားရှောက်မသွားနဲ့တော့ဦးလီရေးတဲ့နော် naughty ဦးလီဦးလီရဲ့မျက်နှာလေးကိုကြံမျက်လုံးလေးမှာ patch လေးနဲ့လားအကွက်ကလေးနော်သူကသူ့ရဲ့ထူးခြားတဲ့မျက်မျက်နှာအနေထားကိုပြောနော်ဒါမျက်နှာမှာအကွက်ကလေးပါရတာဦးလီပဲတခြားသူတွေမှာအဲ့လိုမပါဘူးအဲ့တော့မျက်နှာမှာအကွက်ပါရင်ဦးလီလို့မှတ်ရမယ်နော် rusty chases her back တဲ့သူက rusty ကမရောမရောပြန်သွားဆိုတော့ပြန်တားလိုက်ရတယ်တဲ့เนาะအာ we will lift them up တဲ့အမားတဲ့ uncle ted ကတကောင်မိတကောင်ယထားဘောယထားရဲဘောတင်နေတဲ့เนาะ mrs boot ကလည်းယထားရဲဘောကနေပြီးတော့မှလမ်းပြီးတော့ယူနေရတယ်တဲ့ please help me တဲ့ ted ကပြောတယ် mrs boot နဲ့ ted เนี่ย သိုးတွေကိုဒီကောင်မတီကောင်တင်ပေးနေရတယ်เนาะ Ted and Mrs. Boot lift the sheep up into the carriage there ဒါတွေတွေကိုတင်တာကိုပြောတာเนาะတော်တော်လေးလည်းတင်ပြီးသွားမှာ all aboard အားလုံးတင်ပြီးသွားပါပြီတဲ့ Woolie ရောပါလား Poppy Sam Mrs. Boot Ted Rusty climb up into the carriage တဲ့ Poppy or Sam ကိုအားလုံးပဲ Rusty ပါအပါတဲ့ယထာတွေလေးပေါ်အကုန်လုံးတက်လိုက်ကြတယ်တဲ့ Mrs. Boot waves to the driver Mrs. Booth ကယထာမောင်နဲ့ဦးဦးကိုလက်ပြပြီးတော့ပြုံးပြလိုက်တယ်။ Off aboard အကုန်လုံးနဲ့ယထာတွဲပေါ်ရောက်ပါပြီတဲ့။ဝူလီရောပါလာကြည့်လိုက်ပါအောင်။ဝူလီပါလာဝူလီပါလာလိုက်ရှာလိုက်ရှာ။ဒီမှာက Mrs. Booth เนาะထိတ်ဆုံးမှာယထာတွဲလေးဒုတိယတွဲလေးထိတ်ဆုံးမှာ အဲဝူလီလေးကနောက်ဆုံးပရင်ပေါက်ရောက်ခံတယ်။အော် Rusty လေးဘေးမှာဝူလီလေးတလား။ Rusty လေးကဝူလီလေးကိုထိန်းနေရတဲ့သဘောရှိတယ်။ Sam နဲ့ Rusty ကြားမှာဝူလီလေးရှိနေတယ်လား။မျက်နှာမှာ patch လေးနဲ့။အဲ့ဒါဝူလီပဲ Naughty Sheep တဲ့လားနော်။ Naughty ဝူလီသူတို့တွေကယထာတွေရာအဲတိုးတွေယထာလမ်းပေါ်မှာမရှိတော့ဆိုတော့တဖြည်းဖြည်းချင်းနဲ့ဆက်ပြီးတော့မောင်းသွားတဲ့သဘောရှိတယ်။ဘယ်ရောက်သွားမလဲဆိုတော့ကြည့်မယ်။ The train pops along. Yatalia. ထူးထူးဆိုပြီးတော့ပြပြချင်းမောင်းသွားလိုက်တာတဲ့သူတို့တွေက it stops at the station mrs put opens the door poppy and sam jump down onto the platform နဲ့သူတို့ကယထာဘူတာလေးမှာရက်လိုက်တယ်တဲ့ mrs put ကတကားလေးဖွင့်လိုက်တော့တဲ့ poppy နဲ့ sam ကခုန်ဆင်းလိုက်တယ်တဲ့ onto the platform နဲ့เนาะယထာဇင်းကြံလေးကိုခေါ်တယ်ဇင်းကြံ platform ဆိုအဲ့ဒီဇင်းကြံလို့ခေါ်တာပေါ့เนาะအဲ့ဒီအင်္ဂလိပ်အမြင့်နေရာလေး အဲ့နေရာလေးပေါ့ဆင်းလိုက်တယ်တဲ့ပြီးသွားမှာ how many passengers is says the guard အယထာဘူရာမှာစောင့်နေတဲ့ guard ပေါ့နော်လုံချုံကြီးဦးဦးကမေးတယ်တဲ့ခီးတယ်တွေဘယ်နှယောက်တောင်များပါလဲတဲ့မေးတယ် six ခီးတယ်တွေအများကြီးပါလားလို့မေးတဲ့သဘောနော်အဲ့မှာပါဘသူကပြန်ဖြေလဲဆိုတော့ Mrs. Boots ကပြန်ဖြေတယ် six sheep one dog and four people says Mrs. Boots that's all ဘသူတွေပါလာလဲ two က6កောင် six sheep တဲ့ one dog four people เนาะလူ၄ယောက်ခွေးတစ်ကောင်ပါတဲ့ဒါပါပဲခင်ဗျာတဲ့ no 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 sorry เนาะဒါပါပဲရှင်းလို့ Mrs. Book ကပြန်ပြောတယ်တဲ့အမကျန် God ကမျက်လုံးကြီးမှာပြူးနဲ့မျက်ခုပ်ကြီးမှာမြင့်တက်ပြီးတော့เนาะ and all နဲ့ပုံဖြစ်နေအဲအဲ့ယထာဘူဒာအနေမှာသူတို့တွေသူတို့နေတဲ့ Apple Tree Farm ကိုလမ်းလျှောက်ပြီးပြန်ရတာဗော Let's all go home now says Mrs. Book ကပြန်ကြမယ်ဟေးတဲ့ they take the sheep back to the farm. I think Uli just wanted to ride on the train. Sam ကအခုတီသူရဲ့သူ့ချစ်တော်သိုးလေးကိုလည်းသူကပြောနေတော့ဝူလီတဲ့ငါထင်တော့တယ်ဝူလီရထားစီချင်လို့တယ်ဒီလိုမျိုး naughty လောက်တာဖြစ်မယ်လို့ Sam ကပြောလိုက်သေးတယ်တဲ့အဲ့လိုနဲ့ပဲသူတို့ရဲ့ arbitrary family ကိုသူတို့ပြန်သွားကြတာပေါ့နော် This is the story for today.